ဝါတော့သုံးထိပ်ရှိပေါ့နော်ဒီမှာသုံးထိပ်ရှိပေါ့ဒီမှာသုံးထိပ်ရှိပေါ့ဒီလိုကဏ္ဍသုံးလုံးဆင့်လာတယ်အဲ့လိုကဏ္ဍသုံးလုံးဆင့်လာလို့ရှိရင်ဟိုထိပ်ရှိပိုင်းဆိုင်ရာပေါ့နော်ထိပ်ရှိပိုင်းဆိုင်ရာတွေ့ရတာနည်းနည်းလေးခဲရင်သွားမယ်ဒါဘာပဲဖြစ်ဖြစ်ပါအလေတိုင်းပဲယူယူနောက်လုံးပဲယူယူပြိပ္ပယ်ယူယူအဲ့လိုသုံးလုံးဆင့်သွားလို့ရှိရင်နည်းနည်းလေးလောရတယ်လည်းချက်တယ်ပေါ့မနေ့ကတော့ကျွန်တော်တို့၅ခုတော့၅တုံညာလေး၅တုံညာတော့ဆူပြီးတော့ ဘာသိစီ၃ခါကြရတယ်ပေါ့နော်ဆိုတော့ကြာတခါကျတော့ကျွန်တော်စောပိုင်းပြောခဲ့သလိုပဲဒီနန်းလေးမာတင်ကိုကျွန်တော်တို့ကျွန်တော်ကဒါဟိုနောက်ဆုံးပိုင်းကနေ့လယ်ဖိုင်တော့ပေါ့နော်နေ့လယ်ဖိုင်တော့နှင်းပြီးမယ်နောက်ဆုံးပိုင်းမလွင့်ကြီးလေးမှာဒီဖိုင်ကဟိုကြိုက်တတ်ရင်အတုံးပြူခြင်းတပါးဆိုရင်အတုံးပြူလို့ရအောင်လို့ချမ်းချက်ပြီးတော့နော်ဦးမြင့်ကြီးမင်္ဂလာပါဟုတ်ကဲ့ပါဗျာကျွန်တော်ပြောခဲ့သလိုပဲဒီ၃၆နှစ်၃လုံးပေါင်းကြီးဒီတစ်ပေါ့နော်၃၆နှစ်၃လုံးပေါင်းကြီးဒီတစ်တဲ့ ခွန်3တုံးလုံးပေါင်းကြီးဒီနှစ်တယ်ခွန်3တုံးလုံးပေါင်းကြီးဒီ3တယ်7တုံးတုံးလုံးပေါင်းကြီးဒီ4တယ်9တုံးတုံးလုံးပေါင်းကြီးဒီ5ပဲဆိုရင်အုံထိပ်ပေါ့နော်ဆိုတော့အုံထိပ်ဒီကိုနိုင်မင်္ဂလာပါဟုတ်ကဲ့ပါဗျအုံထိပ်ပေါ့နော်အဲ့အုံထိပ်မှာကိုတင်ဆိုလို့ဟုတ်ကဲ့အဲ့အုံထိပ်မှာကျွန်တော်တို့၅ခက်တွေပေါ့နော်၅ခက်တွေမှာကျွန်တော်တို့ ဒီသုံးလုံးပေါင်းကြီးဒီတကိုဒီသုံးလုံးပေါင်းကြီးဒီဒီသုံးလုံးပေါင်းကြီးဒီသုံးဒီသုံးလုံးပေါင်းကြီးဒီဒီသုံးလုံးပေါင်းကြီးဒီ၅ဆိုတော့သုံးထည့်စီပေါ့နော်သုံးထည့်စီပါအဲ့သုံးထည့်စီကိုဖြတ်တာလေအလုံးပေါင်းကြီးဒီ၉နှလုံးပေါင်းကြီးဒီ၁၀နှလုံးပေါင်းကြီးဒီ၁၁နှလုံးပေါင်းကြီးဒီ၁၂နှလုံးပေါင်းကြီးဒီ၁၃ဆိုရင်ခုနကသုံးထည့်ခုကတစ်ထည့်ပေါ့နော်ဘာမှခုလည်းလုံးလွယ်မှာဘူးလို့ဒီသုံးထည့်တစ်ထည့်တနေရာထဲမှာသွားတာကတော့ကျွန်တော်တို့၅ခက်နဲ့ပဲသွားခဲ့တာပေါ့ ။မကဲနေပဲသွားခဲ့တာနော်။ကျိုင်းနေတတ်ရင်ကာ။ဒီ၃ဒေစီ၃ကကြာထားတယ်လို့ကျွန်တော်တို့မသွားဘူးလို့လည်းပြောလို့မရဘူး။သွားမယ်လို့လည်းပြောလို့မရဘူး။သူလာနေတဲ့အနေအထားတစ်ခုပါနော်။လာနေတဲ့အနေအထားတစ်ခုပါ။ကျွန်တော်ပြီးခဲ့တဲ့ဘက်က၈ထိပ်စီးလို့ကြာခဲ့ရင်တော့အခုချိန်မှာလောကခံရတာတော်တော်လေးကောင်းတယ်။လောကခံရတော်တော်လေးကိုအရှင်ပြေမဲ့အနေအထားတစ်ခုလိုရှိတယ်။အဲမှာ၃ထိပ်စီးကြာတော့တာနဲ့ဟောဖြစ်သွားတာပေါ့နော်။အဲ့ဒီမှာကျွန်တော်အဖြစ်တည်းကဒီနှလုံးမောင်းကြီးဒီနှစ်ကိုခွန်နဲ့ပေါင်းလို့ရှိရင်ကိုနော်နှစ်ကိုခွန်နဲ့ပေါင်းလို့ရှိရင် ိုးတယ်အဲ့ဒီကိုးကိုလည်းကျွန်တော်တို့နှလုံးမောင်းကြီးဒီတစ်ဆယ်တစ်ဆယ်ကိုကွာကိုးနဲ့ကိုးတယ်နော်ဒီနှလုံးမောင်းကြီးဒီလေးလေးကိုခွန်နဲ့ပေါင်းလို့ရှိရင်တက်တယ်အဲ့ဒီကိုကျွန်တော်တို့နှလုံးမောင်းကြီးဒီတစ်ဆယ်တစ်ဆယ်ကိုကွာတင်နဲ့တက်တယ်နော်ဒီမှာလည်းကျွန်တော်တို့နှလုံးမောင်းကြီးဒီနှလုံးမောင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ရှင်းနောက်ပေးနေအတုံညာလေအဲ့တုံညာကိုနှလုံးမောင်းကြီးဒီရှစ်ရှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်တုံညာလာနော်ဒီမှာကျွန်တော်နှလုံးမောင်းကြီးဒီငါငါကို၉နဲ့ပေါင်းလို့ရှိရင်၄တယ်အဲ့ဒီလေးကိုကျွန်တော်တို့နှလုံးမောင်းကြီးဒီကို၉ကိုနှလုံးမောင်းကြီးဒီ၅နဲ့၄တယ် ဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီလေးလေးကိုနှစ်နဲ့ပေါင်းလို့ရှိရင်6တယ်အဲ့ဒီ6ဒီကျွန်တော်တို့နှလုံးပေါင်းကြီးဒီ10ရဲ့10ကို guard 6နဲ့6ပါဒါကျွန်တော်တို့ guard ပေါင်းကြီး6ပေါ့နော် guard ပေါင်းကြီး6အဲ့ဒီမှာကျွန်တော်တို့ခုနကတည်းကတစ်ထေသုံးထေခုက guard ပေါင်းကြီး6နော်ကိုမျိုးအောင်မျောနေသေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ဆုံးပိုင်းကတော့ဒီနေ့လေမှာပေါ့နော်နေ့လေဆိုရင်ညနေဖြစ်ဖြစ်ပေါ့နော်တင်ပြမယ်ဒါဒီကြားထဲမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ခြိုင်နေတဲ့အလုံးနဲ့ပြိမ့်နဲ့ဟိုကတ်လို့ရရင် ်တက်လို့ရအောင်ဆိုကြိုင်းနေတယ်ပေါ့ဗျာနော်ဒါကျွန်တော်ကျွန်တော်ကင်မဲ့ site ကိုပြနေတာမဟုတ်ဘူးဟုတ်တယ်ရှိတာတွေပေါ့နော်ရှိတာတွေပေါ့ကျွန်တော်တို့လည်းဒီပုံစံအနေထားတစ်ခုကလောက်နေနေလည်းတိတ်ဟိုကင်ခြင်းနဲ့အနေထားမှာလည်းတိတ်မရှိဘူးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလည်းဒီနှလုံးမောင်းကြီးဒီနှစ်ကိုနှလုံးမောင်းကြီးဒီတစ်ကိုနော်ဆိုင်မတော်ဘူးဒီခွန်တော့ပိနေရှစ်ဆိုပြီးပေါ့နော်ဒီနှလုံးမောင်းကြီးဒီတစ်ကိုဒီ6တစ်စီလေးနဲ့ခွန်တယ်နော်အဲ့ခုံကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ10 10ကိုနှစ်နဲ့ပေါင်းလို့ရှိရင်နှစ်တည်းဒါခြေစည်းတွေမျိုးလာပြန်ပြီနော်ဒါဒီ နှလုံးပေါင်းကြီးဒီတစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်၃နေ။အဲ့၃ကိုကျွန်တော်တို့6တစ်ရှိသုံးလုံးပေါင်းကြီးဒီ9 9ကို၃နဲ့ပေါင်းလို့ရှိရင်၈တစ်၃ပါပါ၈တစ်။ဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီ10 10ကို၃နဲ့ပေါင်းလို့ရှိရင်၃နေ။တစ်ရှိ6သုံးလုံးပေါင်းကြီးဒီ9 9ကို၃နဲ့ပေါင်းလို့ရှိရင်၈တစ်။နော်ဒီမှာကနှလုံးပေါင်းကြီးဒီ9 9ကိုကျွန်တော်တို့၃နဲ့ပေါင်းလို့ရှိရင်၂တစ်။အဲ့နှစ်ကိုကျွန်တော်တို့8 6သုံးညာသုံးလုံးပေါင်းကြီးဒီ၄၄ကို၃နဲ့ပေါင်းလို့ရှိရင်ခွန်းတယ်။ဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီ9 9ကိုနှလုံးပေါင်းကြီးဒီခွန်းခွန်းကို၃နဲ့ပေါင်းလို့ရှိရင်၃ညာ။အဲ့၃ညာကိုကျွန်တော်တို့6 3ညာသုံးလုံးပေါင်းကြီးဒီ9 ကိုယ်ငါးဖြူဖို့အတွက်6တိရှိခုနကကျွန်တော်တို့3တိ6နော်3ရက်တိရ6တိရှိသုံးလုံးဖြစ်သွားတယ်နော်ဖြီးသုံးလုံးဖြစ်သွားတယ်ကျွန်တော်ကအဲ့ဒီပုံစံတိုင်းပဲဒါကြောင့်မို့လွဲချော်သလားတော့မတည်ဘူးပေါ့နော်အဲ့ပုံစံတိုင်းပဲကျွန်တော်ကဟိုတော့တန်ဆိုင်တစ်ခုကိုတူးဒီမှာပဲဖြစ်ဖြစ်တတိဒီမှာပဲဖြစ်ဖြစ်တိတ်ပြီးတော့ဒီတိုင်းအကျလောက်နေလေမကန်ကြည့်ဘူးပေါ့ဗျာဆိုလိုချင်တာတော့အကျလောက်နေလို့တိတ်ပြီးတော့ဟိုအတွက်မလို့ချင်ဘူးပေါ့ဆိုလိုချင်တဲ့တိတ်ပြီးတော့ ကျွန်တော်တို့တိတ်တိတ်စီမှာဆိုလို့ရှိရင်သောပိုင်းကကျွန်တော်လိုက်မှာရှင်ခဲ့တယ်ဒီနှလုံးပေါင်းကြီးဒီလေးဆိုပြီးတော့เนาะဒီနှလုံးပေါင်းကြီးဒီလေးတယ်ဒီနှလုံးပေါင်းကြီးဒီ2နဲ့5နဲ့9နဲ့7နဲ့10နဲ့9တယ်အာ9နဲ့6နဲ့9တယ်เนาะ9နဲ့6နဲ့9တယ်7နဲ့9နဲ့6တယ်ဗောเนาะဒီ9နဲ့9နဲ့4တယ်ဗောเนาะ9နဲ့9နဲ့4တယ်ဒီနှလုံးပေါင်းကြီးဒီလေးကိုဒီနှလုံးပေါင်းကြီးဒီလေးဆိုပြီးတော့ 68ခွန်ကစတယ်ပေါ့နော်ဒီနှလုံးပေါင်းကြီးဒီခွန်ကို9နှစ်နဲ့ကျွန်တော်တို့ခွန်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ခွန်ဒီနှလုံးပေါင်းကြီးဒီကိုကိုကျွန်တော်တို့6နဲ့3နဲ့ကျွန်တော်တို့9တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီ9ကိုကျွန်တော်တို့2နဲ့3နဲ့ကျွန်တော်တို့9တယ်ပေါ့နော်ဒီမှာလည်း1နဲ့9နဲ့6ကိုကျွန်တော်တို့ sorry 9နဲ့9နဲ့9နဲ့6ကိုနှလုံးပေါင်းကြီးဒီ9ပေါ့နော်ဒီမှာ1နဲ့9နဲ့6ကိုကျွန်တော်တို့3နဲ့3နဲ့6တယ်ပေါ့နော်ဒီမှာကျွန်တော်တို့9နဲ့9နဲ့4ကိုကျွန်တော်နှလုံးပေါင်းကြီးဒီ4မယ်ဆိုရင်တိတိကျကျဆိုပြီးတော့ပထမပြောခဲ့တယ်နော် ီတိတိစီကမင်းကြောင်တော့ကျွန်တော်ကွန်မြူစီကမစင်းသားနေပို့ထားတယ်ကလည်းမကောင်းနေတယ်အခုရှင်ဒီမကြည့်ရဘူးနော်သူ့မှာကကျွန်တော်တို့ဒီဆော့ဘိုင်းကတင်ခဲ့တယ်ဒီခွန်ထေစီလိုပေါ့နော်ဒီဆော့ဘိုင်းတင်ခဲ့တယ်ကျွန်တော်ခွန်ထေစီလိုပေါ့နှစ်နောက်ပိတ်တူပေါ့နော်ခွန်ထေစီလိုနှစ်နောက်ပိတ်တူလေကျွန်တော်ကဒီချိန်မှာအတုံးမပြူတော့အတုံးမပြူတော့နော်စိုက်ပြတော့ပြမယ်ဆိုကျွန်တော်တို့အများကြီးဖြစ်နေတာဟုတ်ပဲကျွန်တော်ရေးပြီးတော့ generally တန်တဲ့တာကိုပဲအတုံးကျွကြည့်တဲ့သဘောပေါ့ဗျာနော်အဲ့ဒီမှာဒီလေးကိုရိုက်သွားတဲ့ခါမှာသူ့ကိုပြန်ပြီးတော့တစ်ချက်နည်းနည်းစဉ်းစားကြတာကသုံးလုံးပေါင်းကြီးညီနှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိလေးဆိုပြီးတော့ခုနက6ခုမှစခဲ့တဲ့ဒီနှလုံးပေါင်းကြီးညီလေးကိုနှလုံးပေါင်းကြီးညီလေးလို့စခဲ့တဲ့ခါမှာနှစ်နှစ်ခုမှစပြီးတော့နှစ်နှစ်စီပြန်ရိုက်တာနှလုံးပေါင်းကြီးညီကို9နဲ့ပေါင်းလို့ရှိလေးလို့ထည့်တယ်နှလုံးပေါင်းကြီးညီခွန်ခွန်ကိုကျွန်တော်တို့10နဲ့ပေါင်းလို့ရှိရင်ခွန်လို့ထည့်တယ်နှလုံးပေါင်းကြီးညီကို9 10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9လို့ထည့်တယ် နှလုံးပေါင်းကြီးဒီလေးလေးကိုကျွန်တော်တို့10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ sorry နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီလေးခွန်ခွန်ကို10ကို9နဲ့လေးတယ်ခွန်ကို10နဲ့ခွန်နဲ့ကိုကို10နဲ့ကိုတယ်လေးကိုတင့်တယ်လေးကိုတင့်နဲ့ပေါင်းလို့ရှိရင်တော့9လို့ထည့်သူက9ခက်မှာကျွန်တော်တို့ဒီမှာ6လို့အလုံးလုံးထားတယ်ပေါ့နော်အဲ6လို့လို့လို့ထားတဲ့ခါမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့10နဲ့ပေါင်းလို့ရှိရင်6ဆိုတာတိတိကျကျရတော့နည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်ဒါပေမဲ့ ဒီ site တွေမှာကကျွန်တော်တို့အလွတ်တဘောတွေနော်အလွတ်တဘောတွေတလုံးမှမညီညီမညီဘူးဖြစ်နေတယ်မညီဘူးဖြစ်နေတယ်ပေါ့နော်တလုံးမှမညီဘူးဖြစ်နေတယ်ဟိုကြိုင်လေတုံးလို့ရတယ်ခုနကျွန်တော်ပြောခဲ့သလိုပဲအဲကျွန်တော်တို့ trade တို့ကျွန်တော်တို့၅ပြည့်တို့၅၆ပြည့်ပေါ့နော်လုံးမဲ့ဆိုလဲတုံးလို့ရတယ်ထားခဲ့မဲ့ဆိုလဲထားခဲ့လို့ရတယ်ထားခဲ့မဲ့ဆိုလဲထားခဲ့လို့ရတယ်နော်အလွတ်တဘောရပြောပြတာအလွတ်တဘောရပြောပြတဲ့အခါမှာ ဒါပထမ లైవ్ ကိုကျွန်တော်ပြန်ရှင်းပြတဲ့သဘောပေါ့နော်ပထမ లైవ్ မှာပြခဲ့ပြီးတော့ဒုတိယ లైవ్ မှာအတုံးမပြတာကိုပြန်ပြီးတော့ရှင်းပြတဲ့သဘောပေါ့ဗျာနော်ကျွန်တော်တို့ပိတ်ထားခဲ့လို့ရှိရင်အဖွင့်ရှိရတယ်အဖွင့်ကိုဘာနဲ့ဖွင့်မလဲနော်အဖွင့်ရှိရင်အပိတ်ရှိရမယ်အပိတ်ရှိရင်တတ်ထားခဲ့လို့ရှိရင်တတ်တဲ့နေရာမှာရှင်းတဲ့လုံးကိုဘယ်လိုစားထိုးမလဲဆိုတာကိုပြန်ပြီးတော့ဟိုစဉ်းစားရမယ်ပေါ့ပြန်ပြီးတော့စဉ်းစားရမယ်အဲ့လိုပြန်ပြီးတော့ စဉ်းစားတဲ့အခါမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပထမလိုက်မှာဒီသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို9နဲ့ပေါင်းလို့ရှိရင်2လို့ထည့်ခဲ့တာပေါ့နော်2လို့ထည့်ခဲ့တယ်ဒီမှာလည်းကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ1ကို9နဲ့1ကို1နဲ့နှစ်တယ်သုံးလုံးပေါင်းကြီးဒီ6 6ကို6နဲ့နှစ်တယ်သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို9နဲ့နှစ်တယ်သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို9နဲ့နှစ်တယ်ဒီ9 1 6 5ဆိုပြီးတော့ဒီကဏ္ဍ5လုံး2 5လုံးမှာကျွန်တော်တို့ပြန်ပြီးတော့အတူတူပဲသူကဒီနှလုံးပေါင်းကြီးဒီ9ကိုကျွန်တော်တို့ဒီခွန်နဲ့ကျွန်တော်တို့နှစ်တယ်ဆိုပြီးတော့နော်ဒီနှလုံးပေါင်းကြီး3ကို9နဲ့နှစ်တယ်ဒီနှလုံးပေါင်းခွန်ကို9နဲ့နှစ်တယ် ယူနိုဘောင်း6ကို6နဲ့နှစ်တယ်ယူနိုဘောင်း8ကို4နဲ့နှစ်တယ်ဆိုပြီးတော့ကျွန်တော်တိတိကျကျကိုအပြန်လာသဘောအနေနဲ့ပြန်ပြီးတဲ့အခါကျသူ့ရဲ့ frame ကအဓိကကကျွန်တော်ပြောခဲ့သလိုပဲဒီနှလုံးပေါင်းကြီးဒီ၄ဒီ၄လို့ပြန်ထည့်တယ်သဘောနှလုံးပေါင်းကြီးခုခုလို့ပြန်ထည့်တယ်သဘောသူလည်းကျွန်တော်တို့ဟိုစီကြောလို့ပြောလို့ရတဲ့အနေထားမှာပဲအပြက်ကဒိုင်းကနေပါလာတော့ဗောနော်အပြက်ကဒိုင်းကနေပါလာအဲ့ပါလာတဲ့ကောင်ကကျွန်တော်တို့အဲ့လိုဆိုကျွန်တော်တို့တစ်ကိုကျွန်တော်တို့သဘောတရားပြိတ်လိုက်တယ်ဗောသူ့ကိုကျွန်တော်တို့ဘာနဲ့ ြန်ဖွင့်မလဲပေါ့နော်။ဘာလို့ပြန်ဖွင့်မလဲဆိုတာကဟိုအကောက်မှာတုဒ္ဒတုဒ္ဒမောင်ဆိုပြီးတော့ तू ကကျွန်တော်ရဲ့ဒီဆိုင်ဒီ site ကို तू ကယူပြီးတော့ဒီထိပ်စီးတလုံးကိုကိုထိပ်စီးတလုံးကိုပြန်ပြထားတယ်ပေါ့နော်။ကိုထိပ်စီးတလုံးပြလိုက်ကမှတော့ဒီနှလုံးမောင်းကြီးတွေရှိနော်။ဒီနှလုံးမောင်းကြီးတွေရှိရှိကိုကျွန်တော်တို့နှစ်နဲ့ပေါင်းလို့ရှိရင်10လို့ထည့်တာပေါ့နော်။နှလုံးမောင်းကြီးတွေတုံးကိုနှစ်နဲ့ပေါင်းလို့ရှိရင်5လို့ထည့်တာပေါ့။နှလုံးမောင်းကြီးတွေကိုကိုကိုနှစ်နဲ့ပေါင်းလို့ရှိရင်1လို့ထည့်တာပေါ့နော်။ လုံးမောင်းကြီးဒီဒီတစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်၃လို့ဖြစ်တာပေါ့လုံးမောင်းကြီးဒီနှစ်နှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ဖြစ်တာပေါ့၄လို့ဖြစ်တဲ့ခါမှာကိုတိစီဘက်ကိုသွားတယ်ပေါ့နော်ကိုတိစီဘက်ကိုသွားတယ်ဒီကိုတိစီဘက်ကိုသွားတဲ့ခါကျသူဆိုလိုခြင်းတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒီသုံးလုံးမောင်းကြီးဒီခွန်နော်အဓိကကဒီသုံးလုံးမောင်းကြီးဒီခွန်ကစပြီးတော့ဒီငားနဲ့နှစ်သွားတဲ့အချိန်မှာပြန်ပြီးတော့ဒီငားလေးတစ်လုံးကိုဆွဲချက်ပြီးတော့ငားနဲ့ခွန်နဲ့နှစ်သွားတယ်နော်ငားနဲ့ခွန်နဲ့နှစ်သွားတယ် သူကဒီတော်လုံးပေါင်းကြီးကြီးခွန်ကိုဖြုတ်ထားခဲ့ပြီးဒီငါးထည့်စီလေးနဲ့တွားခဲ့လို့ရှိရင်သူ့ကိုလည်းလုံးဝမယူတော့ဘူးဒီတော်လုံးပေါင်းကြီးကြီးငါးဆိုပြီးတော့ဖြစ်လာတာငါးနှစ်ရှိတော်လုံးပေါင်းကြီးကြီးငါးရဲ့နှစ်ရဲ့ရှိတယ်တော်လုံးပေါင်းကြီးကြီးငါးတရဲ့သုံးရဲ့တရဲ့သုံးရဲ့နှစ်ရဲ့တော်လုံးပေါင်းကြီးကြီးခြောက်ခြောက်ရဲ့သုံးရဲ့ရှိတယ်တော်လုံးပေါင်းကြီးကြီးခွန်ငါးရဲ့ငါးငါးရဲ့သုံးရဲ့သုံးရဲ့တော်လုံးပေါင်းကြီးကြီးရှစ်နော်ဒီမှာငါးရဲ့ကိုးရဲ့ငါးရဲ့တော်လုံးပေါင်းကြီးကြီးခိုးဆိုပြီးတော့ငါးခြောက်ခွန်ရှိကိုးဆိုပြီးတော့ဒီလိုသွားတာနော်ကျွန်တော်တို့ဒီ မတ်တက်နဲ့ပေါင်းလိုက်တဲ့ခါမှာလည်းသူကသွားတယ်ဒါပေမဲ့ဒီမတ်တက်နဲ့ယူခဲ့မယ်ဆိုရင်ကိုရီစီကလုံးဝမအောင်ဒီ5608နဲ့သွားမှသူကကျွန်တော်တို့ကိုရီစီကအောင်မယ်ဒီ5608မှာကဘာဖြစ်လို့လဲဆိုတော့နှလုံးပေါင်းကြီးဒီခွန်ခွန်ကိုဝါတုံးနဲ့ပေါင်းလို့ရှိရင်တုံညနှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုဝါတင်နဲ့ပေါင်းလို့ရှိရင်နှစ်ကိုဝါကိုနဲ့ပေါင်းလို့ရှိရင်တနှစ်ကိုဝါကိုနဲ့ပေါင်းလို့ရှိရင်တနှလုံးပေါင်းကြီးဒီတနှစ်ကိုဝါတင်နဲ့ပေါင်းလို့ရှိရင်နှစ်နော်နှလုံးပေါင်းကြီးဒီတတစ်ကိုဝါနဲ့ပေါင်းလို့ရှိရင်သုံးဖြစ်ပါသွားနော် နှလုံးပေါင်းကြီးဒီကိုကိုငါးနှစ်ပေါင်းလို့ရှိရေးဆိုပြီးတော့တုံညာတင်းတဲ့လုံးလေးကို9689ဆိုပြီးတော့ကျွန်တော်တို့ပြန်ထည့်ပါလေနော်ပြန်ထည့်ပါလေပြန်ထည့်တဲ့အခါမှာဒါကကျွန်တော်တို့ဒီနန်း9ကက်ပါပေါ့နော်ဒီနန်း9ကက်ပါကကျွန်တော်တို့၄ကက်ဆိုပြောနေတယ်နော်၄ကက်ဆိုပြောနေတယ်ကျွန်တော်ရဲ့ဘော်ဒါကြီးဒါကိုဖာကိုလက်လက်ကျွန်တော်၄ကက်တင်နေကျွန်တော်မစင်ကားနေပို့ပေးထားတယ်ပေါ့နော်ဒီတွေ့တာလေးမြင်တာလေးတွေသုံးပြဖို့လေ၄ကက်ဆိုရင်တော့ကျွန်တော်တို့ဒီနန်းမှာက ဘာနေပဲယူယူဘာနေပဲတက်တက်လေးကကတော့ကျွန်တော်တို့ရတယ်ရတယ်ဆိုတော့ကျွန်တော်တို့ဒီသုံးထစ်စီသုံးခါချသွားတယ်လက်တက်ပြီးတော့အဆင်ပြေနေမှာနော်သုံးထစ်စီဆင်းတာချသွားတာအဆင်ပြေနေမှာဘာလို့လဲကျွန်တော်ဒါညနေလိုက်မှာကတိတ်တယ်ဟောမယူနော်ကျွန်တော်အဓိက main ကန်ရင်နဲ့အလုံးလေးပေါ့ဗျာနော်ကန်ရင်နဲ့ site လေးပေါ့နော်ကျွန်တော်တို့ဒီ6 8နှစ်ရှစ်တုံညပေါ့နော် ောက်ရှင်နေရှိတုံညမှာဒီနန်းမှာကျွန်တော်အမြင်ပေါ့ဗျာနော်အခြေဆုံး site ပေါ့နော်ောက်ရှင်နေရှိတုံညမှာအခြေဆုံး site လေးတခုပေါ့နော်ဒီ site ပဲကျွန်တော်ကအခြေဆုံးမြင်မိတယ်သူဒီတိတန့်ပေါ့တိတန့်ရက်တည်မှုနဲ့တိတန့်ဖြစ်တည်မှုနဲ့ပဲသွားတယ်နော်ဒီ site ကတိတန့်ဖြစ်တည်မှုနဲ့ပဲသွားတယ် channel ဟာလည်းမရောမရှက်ဘူးပေါ့သူမတ်တက်လိုင်းလည်းမဟုတ်ဘူးစီနီယာကျော်လည်းမဟုတ်ဘူးကျွန်တော်တို့နော်သူသွားနေတဲ့အနေထားလေးတခုကိုပဲသွားတယ် ဒါပေမဲ့အသွားနေတဲ့အနေအထားလေးတစ်ခုကိုကျွန်တော်ပြောခဲ့သေးတယ်ပဲဒီသုံးလုံးပေါင်းကြီးဒီ5 6 7သုံးလုံးပေါင်းကြီးဒီ9နော်အဲ့6ရှိရသုံးလုံးပေါင်းကြီးဒီကိုကိုကျွန်တော်တို့ခွန်တော့ပေးလေးနဲ့6လို့ထည့်တယ်နော်6 6 6နင်းနဲ့သုံးလုံးပေါင်းကြီးဒီတုံညာတုံညာကို7နောက်ပေးလေးနဲ့7လို့ထည့်တယ်ပေါ့နော်2 3 8သုံးလုံးပေါင်းကြီးဒီတုံ3ကို9နောက်ပေးလေးနဲ့2လို့ထည့်တယ်ပေါ့နော်ဒီ3 3တုံညာသုံးလုံးပေါင်းကြီးဒီ6 6ကို2နောက်ပေးလေးနဲ့8လို့ထည့်တယ်ပေါ့နော်6ကို2နောက်ပေးလေးနဲ့ကျွန်တော်တို့8လို့ထည့်တယ်ပေါ့အဲ3 3ကသုံးလုံးပေါင်းကြီးဒီ1ကိုကျွန်တော်တို့ ုနောက်ပြင်းနဲ့ပေါ်လို့ရှိရင်တုံညာဆိုလို့နော်ဒီ68နှစ်ရှစ်တုံညာပေါ့နော်68နှစ်ရှစ်တုံညာဟုတ်ဒီ68နှစ်ရှစ်တုံညာမှာသူကကျွန်တော်အမြင်ကတော့တတိတိတဒီဆက်ကတိတန်လေးသွားတာအော်ငါကဆက်ချင်းတူခဲ့နော်ပေါ့နော်အကောင်းဆုံးကတော့ကျွန်တော်တတိတိကတော့လေးကက်နဲ့ချုံမီငုံမီထီထီမီမီလုံနိုင်တော့လေးကက်နဲ့အကောင်းဆုံးဘတ်စုံနဲ့ဒီငါကက်ကတော့ကျွန်တော်တို့လေးကက်နဲ့ဆိုတာလည်းတည့်ရတယ်မယ်နော်ဆိုက်တီးကအများကြီးဒါပေမဲ့လေးကက်နဲ့ကသူက ရိုးရိုးရှင်းရှင်းပါတယ်အများကြီးရှိတယ်။လေကန်နဲ့ချုံပြီးလို့ရှိတယ်မဆိုးဘူး။အဲ့ဒီမှာကျွန်တော်ပြဆက်ပြခဲ့တယ်ဒီသုံးလုံးပေါင်းကြီးဒီလေးလေးကိုကျွန်တော်တို့နှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ထည့်တယ်နော်။သုံးလုံးပေါင်းကြီးဒီ9တစ်ကိုသုံးလုံးပေါင်းကြီးဒီ9 9ကို3နဲ့ပေါင်းလို့ရှိရင်7လို့ထည့်ခဲ့တယ်နော်။တစ်ကိုကိုသုံးလုံးပေါင်းကြီးဒီ9ကို3နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့2လို့ထည့်ခဲ့တယ်နော်။9 6 9 3ညာသုံးလုံးပေါင်းကြီးဒီ9 9ကို3နဲ့ပေါင်းလို့ရှိရင်7လို့ထည့်ခဲ့တယ်နော်။9 9 9 3ညာ3ညာသုံးလုံးပေါင်းကြီးဒီ9 9ကို တုံညာဖြစ်ဖို့အတွက်ကျွန်တော်တို့ငါးထိရှိပေါ့နော်ငါးထိကိုပေးပေါ့နော်ကျွန်တော်ဒီ site ကိုပဲဒီကကိုင်မယ်အဲငါးထိကိုဒီ site ကိုဒီကကိုင်တဲ့ခါကျတော့သူကျွန်တော်တို့စလာခဲ့တဲ့ပြောပြတဲ့ဒီသုံးလုံးမောင်းကြီးဒီ6နော်ဒီသုံးလုံးမောင်းကြီးဒီ6တဲ့ဒီစလာတယ်ဒီသုံးလုံးမောင်းကြီးဒီတို့လို့8လို့လာခဲ့တယ်ဒီသုံးလုံးမောင်းကြီးဒီ5 3သုံးလုံးမောင်းကြီးဒီ2လို့လာခဲ့တယ်5 6ခွန်သုံးလုံးမောင်းကြီးဒီကျွန်တော်တို့8လို့လာခဲ့တယ်7 4ခွန်သုံးလုံးမောင်းကြီးဒီဒုံညလို့လာခဲ့တယ်ပေါ့သူစသူကကျွန်တော်ဆိုလိုချင်တဲ့အဓိပ္ပာယ်က တော့ရိုးရိုးတက်တက်တိတက်ဟုတ်ဒီ6ရှစ်တုံညာ6ရှစ်နှစ်ရှစ်တုံညာကိုရိုးရိုးတိတက်လေးဟုတ်ပြီကျွန်တော်တို့အဲ့မှာကျွန်တော်တို့9ထိတ်9ပိရှားတဲ့အခါမှာဟောကျန်တဲ့ကျွန်တော်ခုနပြောခဲ့လေစီနီယာကျော်တွေအများကြီးပရိတ်တွေရောထိတ်စီးတွေရောအလဲတိုင်းတွေရောနောက်ပိတ်တွေရောပေါင်းချင်းတွေရောဒီနေ့မှာစီနီယာကျော်9ခက်တွေလုံးဝမငြိဘူးအများကြီးနော်အဲ့ထက်မှာကိုအားသာချက်နဲ့ကိုယူကိုယူဆန်တယ်ကိုထင်မြင်ချက်နဲ့အသုံးသက်ပြီးတော့ကနန်းတစ်ခွက်ကိုထုတ်ယူသွားကြတာပဲနော်ထုတ်သွားတဲ့အခါမှာ 68နှစ်ရှိတုံရဆိုပြီးတော့အလဲတိုင်းလေးလုံးပေါ့နော်အဲ့လေတိုင်းလေးလုံးနဲ့ပဲပေါင်ပေါင်6ကိုကျွန်တော်တို့သဘောတရား6နဲ့ပေါင်လိုက်မယ်9ဖြစ်သွားတယ်ပေးတာကကျွန်တော်တို့နှစ်နှစ်ကုန်အောင်စပြီလေဒီ6ကိုသုံးလုံးပေါင်းကြည့်ဒီ9ကို9နဲ့ပေါင်လို့ရှိရင်6ဒီ6ကို9နဲ့ပေါင်လို့ရှိရင်9ဖြစ်သွားတယ်သုံးလုံးပေါင်းကြည့်ဒီ9နော်6ကို9နဲ့ပေါင်လို့ရှိရင်9 8ကို9နဲ့ပေါင်လို့ရှိရင်9သုံးလုံးပေါင်းကြည့်ဒီ9ဒါအလေလိုက်မှာပြီးစီနော် နှစ်ကိုကျွန်တော်တို့ကိုးနေပေါင်းလို့ရှိရင်တသုံးတုံများရှိသုံးလုံးပေါင်းကြီးဒီတရှစ်ကိုကိုးနေပေါင်းလို့ရှိရင်ခွန်သုံးငါးကိုသုံးလုံးပေါင်းကြီးဒီခွန်သုံးညကိုကိုးနေပေါင်းလို့ရှိရင်ကိုသုံးနှစ်လေးဆိုပြီးတော့သုံးလုံးပေါင်းကြီးဒီကိုနော်သုံးလုံးပေါင်းကြီးဒီကိုသုံးလုံးပေါင်းကြီးဒီကိုမှာဒီ6တောင်းမှုပဲကျွန်တော်တို့ခုနပြောခဲ့တယ်လို့ပဲနော်6နဲ့ပဲယူယူကျွန်တော်ပြောခဲ့6နဲ့ပဲယူဒီနေ့မှာ6တော့လုံးရှိတယ်။ဘယ်ကြိုက်တဲ့6နဲ့ပဲယူယူ နော်ဒီသုံးလုံးပေါင်းကြီးဒီ၄၄ကို2နဲ့ပေါင်းလို့ရှိရင်6 6ကို6နဲ့ပေါင်းလို့ရှိရင်လေဒီမှာအတွဲလိုက်9တာပဲနော်ဒီသုံးလုံးပေါင်းကြီးဒီမှာ9ကို2နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကို6နဲ့ပေါင်းလို့ရှိရင်ဆက်သုံးလုံးပေါင်းကြီးဒီမှာ9ကို2နဲ့ပေါင်းလို့ရှိရင်သုံးလုံးပေါင်းကြီးဒီမှာ9ကို3နဲ့ပေါင်း9ကို3နဲ့ပေါင်းလို့ရှိရင်8 8ကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်လေကျွန်တော်တို့အတွဲလိုက်ခွန်တာပဲသုံးလုံးပေါင်းကြီးဒီကို6ကို3နဲ့ပေါင်းလို့ရှိရင်2ကို6နဲ့ပေါင်းလို့ရှိရင်လေသုံးလုံးပေါင်းကြီးဒီတက်တာပဲ သုံးလုံးပေါင်းကြီးဒီငါးငါးကိုသုံးနဲ့ပေါင်းလို့ရှိရင်ရှစ်ရှစ်ကိုကိုးနဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကြီးသုံးလုံးပေါင်းကြီးဒီလေခွန်တာပဲငါးသုံးညသုံးညငါးငါးကိုကျွန်တော်တို့ငါးနဲ့ပေါင်းလို့ရှိရင်သုံးညသုံးညကိုကိုးနဲ့ပေါင်းလို့ရှိရင်ကိုကိုးဒီသုံးလုံးပေါင်းကြီးဒီကိုးတာပဲကျွန်တော်ကမဖြစ်မနေနောက်ဆုံးအဆင့်ပေါ့နော် organize ရတော့မဟုတ်ဘူးဒီဆက်တဲ့ချိန်မှာကျွန်တော်တို့ငါးကက်ဆိုင်မှာတော့ကျွန်တော်တို့549နော်ငါးလီကိုကနတ်တကွက်နော်အဖြစ်မနေကျွန်တော်တို့ဖို့ဖို့အစီအစဉ်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မိမိတို့စိုက်နေတတ်တဲ့ ဏ္ဍပေါ့နော်ထိုးခြင်းတဲ့ခဏ္ဍတကွဘယ်လိုပဲဖြစ်ဖြစ်ဆယ်မူပဲရရဘလိုမူပဲရရကျွန်တော်ရဲ့ like comment မှာရှင်းပြခဲ့ပါ။ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာကျွန်တော်တို့၃၃ကြားကြီးခံထားတဲ့အတွက်နော်၃၃ကြားကြီးခံထားတဲ့အတွက်လုံးဝမိမိတို့ဂျန်နေတဲ့ကဏ္ဍထိုးလို့ရတယ်။ဘာကုမှတိတ်ပြီးတော့အစင်မပြေနိုင်ဘူးပေါ့နော်။ဘာကုမှတိတ်ပြီးတော့ရှင်ပြေနိုင်မှု၃၃များခံထားတဲ့ကဏ္ဍကတော်တော်လေးကိုလှုပ်ယူရမယ်။အနေထားထဲမှာတော့ရှိတယ်နော်။ ခုနကတော့ကျွန်တော်တို့ဟိုငါးထိပ်စီနဲ့ပတ်သက်ပြီးတော့ငါးထိပ်စီနဲ့ပတ်သက်ပြီးတော့ဆိုတော့ကကျွန်တော်ခဏလေးပြလိုက်စာနဲ့လိုက်ကဟောဖြစ်မှာဆိုလို့ငါးထိပ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲခုနကတော့အခုရှိခဲ့သေးတာပေါ့ဗျာနော်ဒီဘက်ထီသွားခဲ့မယ်ဆိုရင်တမျိုးပုံစံဖြစ်တာပါဒီကျွန်တော်တို့ရတဲ့ဝေးသွားလို့ပေါ့ဒီခွန်ခွန်တုံညာ၃၅တွေဝေးသွားတဲ့မြူချင်မှုပေါ့နော်ဒီ၆၅၆၅၃လုံး၃မှာ၆၅၃လုံး၃မှာဒီ၆ကိုကျွန်တော်တို့ နှစ်နဲ့ပေါင်လို့ရှိရင်ရှစ်တယ်ပေါ့ဒီငါးကိုသုံးနဲ့ပေါင်လို့ရှိရင်ရှစ်တယ်ပေါ့ဒီငါးကိုဒီသုံးနဲ့ပေါင်လို့ရှိရင်ရှစ်တယ်ပေါ့ဒီငါးကိုဒီသုံးနဲ့ပေါင်လို့ရှိရင်ရှစ်တယ်ပေါ့ဒီသုံးကိုဒီငါးနဲ့ပေါင်လို့ရှိရင်ရှစ်တယ်ပေါ့နော်ဒါမှမဟုတ်တို့စင်ငါးပြားတွေကမလုပ်ခဲ့ဘူးနော်ကျွန်တော်ဒီဆိုလိုချင်တဲ့အိပ်ပြာဒီမှာငါးသိစီလာညှိနေလို့ပေါ့နော်ငါးသိစီလာညှိနေလို့အဲပြောချင်တဲ့အိပ်ပြာပြောချင်တဲ့အိပ်ပြာဟုတ်ပြီကျွန်တော်တို့ဒီရှစ်ငါးပြားနဲ့တွားကြည့်တာပေါ့နော်ရှစ်ငါးပြားနဲ့တွားကြည့်တဲ့အခါကျတော့ဒီ၆ကိုကျွန်တော်တို့ဒီမှာကနှစ်နဲ့ပေါင်လို့ရှိရင်ရှစ်တယ်အဲ့ရှစ်ကိုကျွန်တော်တို့က ခင်းလာတာကလူရှင်းနဲ့ခင်းလာတဲ့တွေကျွန်တော်တို့ကရှစ်ရှစ်ပါကသုံးတမမုံဒဲလူထဲပေါ့တမမုံတင်ငါလုံးပေါ့နော်အဲ့လိုသွားတဲ့ခါမှာကျွန်တော်တို့ဒီမှာကခွန်လေတိုင်းလေးရှိတယ်နော်ခွန်သုံးခွန်ကမှခွန်လေတိုင်းလေးရှိတယ်ခွန်လေတိုင်းကိုဘရိတ်တင်တဲ့ပေါ်လို့ရှိရလို့ရှစ်တယ်နော်ကိုးလေတိုင်းကိုဘရိတ်ကိုးနဲ့ပေါ်လို့ရှိရှစ်တယ်နော်၆လေတိုင်းကိုဘရိတ်နှစ်နဲ့ပေါ်လို့ရှိရှစ်တယ်နော်၈လေတိုင်းကိုဘရိတ်၁၀နဲ့ပေါ်လို့ရှိရှစ်တယ်နော်၁လေတိုင်းကိုနှစ်လေတိုင်းကိုနော်နှစ်လေတိုင်းကိုကျွန်တော်တို့ဘရိတ်၆နဲ့မှရှစ်မှလုပ်ကြတယ် နော်အရိကံတော့မှရှိမှာအဲ့ဒီမှာကျွန်တော်ကခုနကကျွန်တော်တို့ပြောခဲ့တယ်ဒီငါးတိစုကိုမှကန်ခြင်းနဲ့ဒီကိုနောဘိတ်ကိုမှဈာညက်မယ်နော်ကိုနောဘိတ်ကိုမှညက်ပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်ဒီ6ဒီကျွန်တော်တို့ဒီခွန်လေးလိုင်းလေးနဲ့နောက်ပေါင်းခြင်း6နဲ့6ဒါပဲနော်ဒီ6တိစုတွေကဒီကိုအလေလိုင်းလေးဒီကျွန်တော်တို့နောက်နောက်ပေါင်းခြင်း6နဲ့9ဒါပဲနော်ဒီ6လေတိုင်းလေးဒီနောက်နောက်ပေါင်းခြင်း9နဲ့ကျွန်တော်တို့9ရပါပဲ7လေတိုင်းလေးဒီနောက်ပေါင်းခြင်း9နဲ့ကျွန်တော်တို့9ရပါပဲ နှစ်လည်းလေးဒီနောက်ပေါင်းချင်းတင်းနဲ့မှာပုံမယ်ဆိုလို့ရှိရင်၅ထိနဲ့နောက်ပေါင်းချင်းတင်းနဲ့ပြိ၆နဲ့ဟာနေကိုဆိုပြီးတော့เนาะအဲ့လိုဖြစ်သွားတယ်။သူကဒါကကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဆွဲပြီးတော့မဖြစ်နိုင်ချေရှိတာလေးပေါ့။လိုရာဆွဲကြည့်တာတော့ဖြစ်နိုင်ချေနောက်ဆုံးဟိုဒါဘက်ကိုလှည့်သွားမယ်လဲဆိုတဲ့ data တစ်ခုပေါ်မှာမူတည်ပြီးတော့သူ့ရိုက်ကြည့်တာပေါ့နော်။ခုနကကျွန်တော်ပြောခဲ့တယ်ဒီခွန်ထိပ်နှစ်ပိတ်မှာ ကျွန်တော်เนาะတော်တော်လေးကိုဟိုမှုကြည့်လိုက်တယ်ပေါ့ခွန်ထိပ်နေပြီမှာဒီခွန်၈99နှစ်ကခွန်၈99နှစ်ကเนาะဒီခွန်၈99နှစ်ကကျွန်တော်တော့ဟိုပြီးသွားပြီပေါ့ဗျာเนาะခွန်၈99နှစ်မှာခွန်၈99နှစ်နဲ့ပဲပြီးသွားတယ်လို့ဒီစားလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီ site ကိုပြန်ဖြည့်ပြမယ်ဆိုလို့ရှိရင်လိုက်ကဒါကြီးရှင်းသွားလိမ့်မယ်ပေါ့เนาะနောက်ဆုံးကျွန်တော်တို့ထပ်ပြီးမှထပ်ပြင်လည်းပြန်ပြပြပြီမယ်ထပ်ပြင်လည်းပြန်ပြပြပြီမယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုပြီးတဲ့ဘက်ကကျွန်တော်တို့ သုံးသိစီကိုပယ်တဲ့ထဲမှာထည့်တဲ့ခါမှာသုံးသိစီဒီလုံးကဟိုဝင်သွားတယ်ပေါ့ဗျာနော်ပြီးလည်းကကျွန်တော်ပယ်တဲ့ထည့်စီထဲမှာသုံးသိစီဒီဝင်သွားတယ်ဝင်သွားတဲ့ခါကျကျွန်တော်ကဒီဘက်မှာတိချောက်ဒီခွန်ထိုင်နော်ခဏလေးလုံးတိချောက်လေးကိုထိပေးထားပါလေခဏလေးလုံးထိစီလေးလုံးကိုပြနော် န္ဓာကတော့ကျွန်တော်တို့ဟိုရှိတော့ရှိပြီးရှိတော့ရှိပြီးရှင်ရတော့လဲအဲဟိုပြောလို့တော့မရဘူးပေါ့နော်တိတ်ပယ်တဲ့ထဲမှာတော့တိတ်မထက်ဖြစ်တော့ဘူးဒီ6လေးကုန်ထည့်ချီဒီလိုတော့ပဲကျွန်တော်ဆက်တဲ့ချိန်မှာပယ်လိုက်ပါလေခဏကတော့လောဆယ်ကျွန်တော်တို့ဆက်တဲ့ချိန်မှာ549ပေါ့နော်549 549နော်ကျွန်တော်ကတော့ကျွန်တော်လေးလေးမှာ line နဲ့ပဲပြန်ထည့်ခဲ့ပါဦးမယ်အားလုံးပဲမင်္ဂလာနေခင်ပါခင်ဗျာ